ပြင်းရဆဲကြောင်ကြီးညာထားပေမဲ့ကြောက်ဖြူမှာစေကောင်စီနဲ့အာရခတက်တော်အေတို့တိုက်ပွဲတွေ အပြင်းထန်ဖြစ်ပွားနေတယ်လို့သိရပါဗျ။ကြောက်ဖြူမအီလန်တလျှောက်မှာစေကောင်စီအလောင်းတွေပြန့်ကျဲနေပြီးတော့အလောင်းတော်မကောက်ယူနိုင်ပဲကစင်ကလျားပြေးရတဲ့အထိစေကောင်စီတက်ကရှုံးနိမ့်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ပြိုင်စေကေကြေးရွာနီးဝင်းကျင်မှာလဲတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်းတွေကိုဆွန့်ပစ်ထားခဲ့ပြီး ကိုလိုယုံပြေးကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းဇွန်လ10ရက်နေ့ညပိုင်းကစစ်ကောင်စီကရဲတပ်ရင်30နဲ့အနီးကိုဘုံကျဲတိုက်ခိုက်ခဲ့ပြီးစစ်သည်မောတွေကနေလည်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။သုံးရက်နေ့ညပိုင်းကနေဒီနေ့ထိတိုက်ပွဲဖြစ်နေတယ်။လေကြောင်းကရောဒရုန်းတွေရောလက်နက်ကြီးတွေနဲ့ပါစစ်တပ်ကပြစ်ကူနေတယ်။စစ်တပ်ဘက်ကတိုက်ဆုံးတာများနေတယ်။ ရဲတပ်ရင်နဲ့ဝင်ပြေးလိုက်စုဖွဲ့ပြန်ထွက်တိုက်လိုက်လုံနေပါတယ်လို့ရခိုင်စီးရဲတရင်ရှင်မြစ်က ARD Times ကိုပြောပါတယ်စစ်ကောင်စီကကြီးရီလေးတုံးကကြောက်ဖြူတိုက်ပွဲကိုတိုက်ခိုက်နေပေမဲ့မြေပြင်မှာတော့စစ်ကောင်စီတပ်သားတွေတက်ဆုပ်ပြေးက အမှတ်30နှစ်ရဲတပ်ရင်အတွင်ဝင်ရောက်ပြီးအင်အားစုဖွဲ့နေရတယ်လို့တရင်ရှင်မြစ်စီကသိရပါတယ်စစ်ကောင်စီကတညဝရီရဲဌာနချုပ်ကတက်မိသားစုဝင်တွေနဲ့မြို့ပေါ်အုပ်ချုပ်ရေးပိုင်းကမိသားစုဝင်တွေ ရေနဲ့စိတ်ကန်စီမံကိန်းကတရုတ်နိုင်ငံသားတွေကိုရန်ကုန်ကိုရွှေ့ပြောင်းပေးထားပါတယ်။စစ်ကောင်စီနယ်မြေအနီးကအုံတော်ဂုံချိန်ကျေးရွာတွေမှာဒေသခံ၄၀၀၀ခန့်နေပါပိတ်မိနေတယ်လို့သိရပါတယ်ရှင်။